ဆိုပြီးတင်းလာတာသမီအားလုံးအတွက်ဆက်နရ6လ2025ကနေ17ရက်6လ2025အတွင်းမှာကြုံတွေ့ရမယ့်တပတ်စာကံကြမ္မာဟောကင်းကိုဂန္ဓာတစ်ခုချင်းဒီလာကျွန်တော်အသေးစိတ်လေးဟောကြားပေးမှာဖြစ်ပါတယ်အဲ့တော့ဒီတပတ်တော်ကာလမှာကျွန်တော်မိတ်ဆွေတင်းလာတာသမီတွေပေါ့လေဘလိုကံတရားလေးတွေကြုံတွေ့ရတယ်လဲဆိုတော့ကျမ်းမာရေးပထမဆုံးစပြောခြင်းလို့ပြောနော်ကျမ်းမာရေးနဲ့ပတ်သက်ပြီးနည်းနည်းလေးခရီးဆိုင်ပေးပါဗျာနော်အဓိကအဖြစ်ကျမ်းမာရေးမှာအဲ ကြောက်ကတဲ့ပတ်သက်တဲ့ယောဂလေးတွေအထူးသတိထားပေးပါဗျာနော်အဲကြောက်ကတခုလည်းနေမဟုတ်ပဲကြောက်တဲ့တဲ့ပုံစံမျိုးတွေတွားဖြစ်တဲ့အထူးသဖြင့်အမျိုးသားတွေဖြစ်တာပုံများတော်တော်ဂယုဆိုင်ပေးမယ်နော်တင်းလာသားသမီးတွေအဲကြောက်တဲ့တဲ့ဂိမ်းမျိုးတွေမှာသွားမြင်ရတဲ့တချို့တွေပြိပသွားဖို့ကြိုးစားကြပေါ့အစင်တွေပြပြီးဒါမဲ့ဆေးစစ်တဲ့ခါမှာကြောက်တယ်လို့စသီရဖြစ်ပေါ့လေအဲဆေးကြတာမျိုးဒါမျိုးတွေအစားသွားကြဝင်တဲ့ထမှာပါတဲ့အတွက်ကျမရေးလေးအထူးဂယုဆိုင်ပေးမယ်နောက်အမျိုးသမီးတွေကသွေးသားတအိမ်နဲ့ပတ်သက်တဲ့ယောဂအသက်ရွယ်ကြီးနေတဲ့သူတွေဆိုရင်သွေးတိုးတဲ့ယောဂပေါ့လေ သူတို့စီဂျိုအဲအဲ့ယောဂတွေကဒီကလာမှာပုံပြီးပြင်းထန်လာတဲ့သဘာဝရှိတဲ့အတွက်ကျမကြီးအထူးဂရုစိုက်ပါကျမကြီးညာလို့စေုံစေကံပြမယ်ဆိုရင်စနေသားသမီးဆရာဝန်နဲ့ကုသပြောက်ဝင်ပါအဲစေုံနံပါတ်တွေမှာစနေနံပါတ်နဲ့စေုံစေကံတွေမှာပြရင်ပို့ပြီးတော့ကောင်းတယ်ဗျာနော်အထူးသဖြင့်အနောက်ရက်ဖြစ်စေအနောက်တောင်တောင်ရက်မှာဖြစ်တဲ့ဒီစေုံစေကံတွေကိုပြရင်ပို့ပြီးတော့အားကောင်းတယ်အဲဒါဆိုတော့ယောဂနဲ့အနာနဲ့စေနဲ့တို့ပြီးအမြဲတမ်းသက်သာပြောက်ဝင်ပါလိမ့်မယ်ဗျာနော်အလောက်ကနေပတ်သက်ပြီးပြောချင်တာကတနင်္လာသားသမီးတွေပေါ့လေအဲဒီကလာမှာအလောက်နဲ့ပတ်သက်လို့ရှိရင် လက်ရှိလုပ်နေတဲ့အလုပ်လေးတွေပေါ့လေအာအခွင့်အလမ်းလေးတွေနှစ်ခုပေါ်လာတာမျိုးလေးတွေဖြစ်တယ်ဗျအာဟိုအလုပ်ကနော်တို့ဒီအလုပ်ကနော်တို့နောက်တစ်ခါလက်ရှိလုပ်တဲ့အလုပ်လေးတွေကအလုပ်မှာသူ့အလေးသူမဆိုးဘူးအဆင်ပြေတယ်ဆိုခဲ့ရင်တော့မှာပေါ့လေအကျိုးခံစားဝင်အပြင်နဲတာမျိုးလေးတွေကြုံရတယ်အဲ့တော့အကျိုးခံစားဝင်နဲတဲ့အခါမှာတခြားလုပ်ငန်းလေးတွေကအကျိုးခံစားဝင်များတယ်များတော့ဟိုဘက်ကိုပြောင်းရနော်တို့ဒီဘက်မှာပဲနေရနော်တို့စသည်အဖြစ်စိတ်နှခွားဖြစ်စရာလေးတွေအကြောင်းကြောင်းကြောင့်ပေါ့လေအခွင့်အရေးနှစ်ခုဖြစ်တာမျိုးလေးတွေကြုံရတယ်အဲကျွန်တော်သဘောရပြောမယ်ဆိုတော့ဒီကာလမှာ ပြောင်းရင်းရွှေ့ခြင်းလေးတွေဘလို့မှမလုပ်ပါနဲ့ဗျာနော်ဟိုလက်ရှိအလုပ်လေးကသူ့အလေးနဲ့သူမဆိုးဘူးဆိုခဲ့ရင်တော့မှအဲ့ဒီအလုပ်လေးမှပဲတည်ခံပြီးနေနောက်ဆုံးပြဿနာအနောက်ရှက်လေးတွေရှိလို့ပြန်မတော့အကျိုးခံတော်ဝင်မရှိတာလေးတွေအထက်လူကြီးလောက်ဖို့ကံပါစသည်အပြင်သူတို့နဲ့အခက်အခဲလေးတွေကြုံခဲ့ရင်တောင်မှလက်ရှိလောက်ကနေမပြောင်းပါနဲ့မရွှေ့ပါနဲ့ပြောင်းခဲ့ရွှေ့ခဲ့မယ်ဆိုရင်ပြောင်းတဲ့လောက်ကကိုမျောလင့်လာသလိုမဟုတ်ပဲနဲ့အညာအခိုက်လေးတွေကြုံတဲ့အခါမှာပိုဆိုးတတ်တယ်ဗောလေဒီချက်ကတော့ ဟိုမှာအဆင်ပြေမယ်ဆိုပြီးခေါ်ပြီးတော့ပြောင်းတယ်ဗောပြောင်းလည်းပြောင်းဟိုကြတော့အဆင်မပြေဘူးမပြေတယ်မပြေဒီဘက်လည်းပြန်လာလို့မရဟိုဘက်လည်းဆက်ရှာလို့မရဆိုတော့ဂျားထဲမှာအလုတ်လက်မဲ့ဖြစ်သွားတာမျိုးလေးတွေကြုံရတယ်နော်အဲ့တော့လက်ရှိလုတ်တဲ့အလုတ်လေးမှာပဲပေမန်းတီဖြစ်စီခက်ခဲတီဖြစ်စီနေနေလေးနေပေးပါလို့ထပ်တယ်လည်းလည်းအကြံပေးခြင်းနဲ့အဲကိုပိုင်စီဝါရေးလုပ်ငန်းလုပ်ကန်နေတဲ့သူတွေဒီကလာမှာဖြစ်နိုင်ပြကြံပရိနံနဲ့စတဲ့လုပ်ငန်းဆောင်တာတွေမှာယင်းနီမြုံနှံခြင်းအဖြစ်တော်တော်လေးအကျိုးပေးတာတွေ့ရမှာပဲနော်။မြေတွေပါတွေအယောင်းဝယ်လုပ်နိုင်ရင်အမရန်ကောင်းတယ်ဗျ။ပွဲသားတွေပါတွေလုပ်ပွဲဝင်လုပ်ငန်းတွေပါတွေထောင်ပယ်ပြောင်း နော်အရန်အကျိုးပေးတယ်မဟုတ်ပဲသိတာတွေရောင်းစံစီစေးစားဆက်ပစ္စည်းနဲ့ပတ်သက်ပြီးရောင်းဝယ်ဖောက်ကားတဲ့ကိစ္စပေါ့နော်စံတိုင်းစီတိုင်းဆေးတိုင်းအဲဆက်ပစ္စည်းရောင်းတာစားသောက်ဆိုင်ဖွင့်တာဒါမျိုးတွေဒီအမရန်အကျိုးပေးတဲ့ထဲမှာပါတယ်ပြီးတော့ဟိုဆက်ဘင်းတွေပါတယ်ရောင်းဝယ်တာမျိုးပေါ့လေအဲဒါမျိုးတွေကအစားဒီကလာမှာအရောင်းအဝယ်ပို့ပြီးတွက်လာလိမ့်မယ်ဗျာနော်လုတ်ဖြစ်အောင်လုတ်စီချင်ပါတယ်ဗျာသို့တော့ဒီကလာမှာကားအရောင်းဝယ်တွေပါတယ်လုံးဝလုတ်လို့မရပါဘူးဗျာနော်လုံးဝမသိမ့်တော့ပါဘူး ဒါအပြင်ခီးသွာတဲ့ကိစ္စတွေဟိုတယ်တက္ကဝန်ကိစ္စတွေတွေသွာလာလို့ကိစ္စတွေအဆင်မပြေဘူးဖြစ်တတ်တယ်အညာခိုက်တွေရက်တန့်သွာတာတွေဖြစ်တတ်တယ်သတိထားမယ်အဲ့တက္ကိုယင်းနှမြုံတော်မီလုပ်လို့မရဘူးအထူးသဖြင့်ဒီကလာမှာကြောက်တူးတဲ့သူတွေကြောက်လုံငန်းရှင်တွေသတိထားမယ်ဒီကလာမှာကြောက်လို့ရင်မအောင်ဘူးဗျနော်အဲ့တက္ကိုထပ်ပြီးယင်းနှမြုံတော်မီလုပ်တာမျိုးလေးတွေကမသင့်တော်ဘူးဆိုတာလေးသိသိချင်ပါတယ်ဗျနော်ငွေချေးနဲ့ပတ်သက်လို့ရှိရင်တော့တနင်္လာသားသမီးတွေဒီကလာမှာငွေချေးကံလေးတွေကအဝင်နဲ့အထွက်မျှနေလိမ့်မယ်လက်ပိတ်တဲ့ကိစ္စမှာလုံးဝမပါပါဘူးဗျနော်လက်လုံးဝမပိတ်ပါဘူး ဒါပေမဲ့ရတဲ့ပတ်စံလေးတွေမမြဲပဲနဲ့လေဟွာဝင်လိုက်ထွက်လိုက်ဝင်လိုက်ထွက်လိုက်ဖြစ်နေတယ်ဗောလေကုံတဲ့ခါမှာကိုကြောက်ကုံတာမျိုးမဟုတ်ဘူးကိုကအလွယ်သုံးသားလုပ်လို့ကုံတယ်ဆိုတော့တဲ့ဆိုင်ကိုမိသားစုကြောက်ကိုအိမ်ကြောက်ကုံတာမျိုးလေးတွေဖြစ်တတ်တယ်ဗောလေကိုကအရှိမပင်မနဲ့နားကျင်တယ်အနားယူကျင်လို့ဆိုပြီးကိုရဲ့အိမ်အနောက်မိသားစုကိုလက်ကြည့်လိုက်တဲ့ခါမှာလေအနောက်မှာကြောပဲရှိတာမျိုးလေးတွေအစားကြုံရတော့လေတချက်တော့ဂယူးဆိုင်ပေးပါဗျာနော်ပတ်စံချင်းချင်းမမရတဲ့သူတွေဆိုရင်ဒီကလာမှာမြေတွေပါတွေဝယ်ပါအဝင်တော်ပါတယ်အဲ့မြေကိုဝယ်ပြီးတဲ့နောက်ပိုင်းပြန်ရောင်းတဲ့ခါမှာလေဈေးကောင်းရမှာတေချာပေါက်ဖြစ်ပါတယ်ဗျာနော် တော်ဖြစ်နိုင်လို့ရှိရင်တော့ဒီကာလမှာအင်ကာနာနဲ့ပတ်သက်တဲ့လုပ်ငန်းတွေကိုစတင်အကောင့်ထယ်ဖို့လုပ်မယ်ဆိုရင်အမရန်ကောင်းတယ်လို့အကြံပေးခြင်းနဲ့ဗျာနော်အဲရှူဒီပါရီကတော့ဒီကာလမှာပတ်စံရှိလို့ရှိရင်မော်ဝယ်ပါနဲ့ဦးဗျာနော်မသိတော့ပါဘူးဝယ်ပြီးလို့ရှိရင်လည်းအကြောင်းအကြောင်းကြောင့်ပြန်ပြီးထွက်သွားတာမျိုးလေးတွေဖြစ်တတ်တယ်မြေဝယ်လို့ရပါတယ်ဗျာနော်ဆိုင်ဝယ်လို့ရတယ်ဆိုင်ဖွင့်လို့ရပါတယ်ဗျာနော်အဲ့ဒါလေးတော့မမေ့ပါနဲ့ပညာရေးနဲ့ပတ်သက်လို့ရှိရင်တော့ကျွန်တော်မိတ်ဆွေတနင်္လာသားသမီးတွေပညာရေးကံလေးတွေအားကောင်းတဲ့ထဲမှာပါပါတယ်ဗျာ ဘာမှစိတ်ပူစရာမလိုဘူးအဲကြောင်းပညာရေးပဲဖြစ်စေအလုပ်နဲ့ပတ်သက်ပြီးဖြစ်စေပညာရေးနဲ့ပတ်သက်ပြီးတော်တော်လေးအားကောင်းတယ်နော်ကိုယ့်ဘက်ကဝရိယလေးနည်းနည်းလာထည့်လိုက်ပို့ပြီးတော့အဲထူးထူးချင်ချင်လေးအောင်မြင်လိမ့်မယ်သင်တန်းအသစ်တွေဘာတွေထက်တက်တက်ဂိမ်းလေးတွေရှိတယ်ဗျာနော်ပညာတစ်ဆင့်တိုးတဲ့ဂိမ်းမျိုးလေးတွေရှိတော့တော်တော်လေးအားကောင်းတယ်နော်ဆိုတော့ဒီကလာကဘာပဲပြောပြောဟာစရာကြီးတော့တရားရံငနုံးကြီးအတန်တော့မဟုတ်ဘူးလေအကောင်ဆိုးလေးတွေမြင်ရတတ်တာလေးဖြစ်နေတယ်ဆိုတော့ကိစ္စတွေမှာပါတော့မဆိုးဘူးလို့ပဲပြောရမယ်ဗျာနော်တခုတော့ရှိတယ်ဒီကလာမှာ မနက်မိုးလေးအရာထားမျက်လုံးလေးနှလုံးပူနာနဲ့စိတ်တွေလေးနေတာစိတ်တွေလေးနေတာလက်ရှိနေရာမှာမပျော်ပိုက်တော့တာတနေရာရာကိုသွားညင်လာရင်ပြောင်းရင်ရွှေ့ခြင်းနဲ့စိတ်လေးတွေပေါ်လာတာအဲစိတ်မကြည်တာတခုခုဆိုရင်ပောက်ကွဲလွယ်ခြင်းနဲ့စိတ်လေးတွေပေါ်တာအဲ့ဒါမျိုးလေးတွေသွားဖြစ်တတ်တယ်ဗျာနော်တစ်ချက်သတိထားမယ်စိတ်ဒုက္ခပေးတဲ့အဲကာလလေးတွေသွားကြာရောက်နေတာတွေ့ရတယ်ပြဿနာရှိလို့ဖြစ်တာတမျိုးပေါ့လေပြဿနာမရှိအောင်အဲ့လိုမျိုးအလိုလိုဖြစ်တတ်တဲ့ဂိမ်းထဲမှာသွားပါတော့လေအစိတ်အလိုလိုက်ပြီးတော့တခုခုလုံးပြီးတဲ့အခါအမားပေါ့အမားစင်တာလေးတွေဖြစ်တတ်တယ် တော့ဘာမှမလုပ်ဘဲနဲ့လက်ရှိနေတဲ့နေရာလက်ရှိလုပ်တဲ့အလုပ်လေးမှာပဲငင်းငင်းစင်စင်လေးဒီဇိုင်းလေးပဲနေပါလို့အကြံပေးခြင်းနဲ့နော်အထူးသဖြင့်အိမ်တော်ဝင်းနဲ့ပတ်သက်ပြီးမှခြင်းနဲ့ဗျာနော်အိမ်တော်ဝင်းမှာဆိုလို့ရှိရင်ကျွန်တော်မိတ်ဆွေတနင်္လာသားသမီးတွေအထူးသဖြင့်အမျိုးသမီးတွေဖြစ်ရင်ပို့ဆိုးတယ်ဗျာအခြေအိမ်တော်ဝင်းပြဿနာကြုံတယ်လို့ခေါ်တယ်ရှေ့ရောင်ကွဲတယ်ပြက်တယ်ဗျာကွဲပြက်တဲ့ခါမှာလည်းတရားရံကတော့ကွဲပြက်တာတက်စားရင်အဆင်ပြေလားမင်းမပြေဘူးကွဲလားမင်းမကွဲပဲတုံးလုံးတလောင်းဖြစ်တာမျိုးလေးတွေကြုံရတတ်တယ်ပြီးတော့ဒီကလာမှာမှာချစ်သူအစ်စ်တွေပါတယ်ထပ်ထားမယ်ဆိုလည်းထားလို့မသင့်တော့ဘူးမထားစေချင်ဘူးပေါ့လေထားခဲ့လို့ရှိရင်ထားတဲ့ချစ်သူတွေအိမ်တော်ဘက်တွေ လူပြိုလူလို့စစ်စစ်မဟုတ်တာမျိုးနဲ့သွားကြုံရတတ်တယ်လို့ခေါ်တယ်မှတ်ထားပြီနော်အဲနမပြက်ရှိဘူးသားသူနဲ့သွားကြုံတချို့ကဆိုလွတ်လွတ်ကင်းကင်းမဟုတ်ဘူးတရားဝင်ကွာရှင်းရသေးတာမဟုတ်တာတရားဝင်ပြက်စဲတာမဟုတ်တဲ့သူတွေနဲ့သွားစုံကြည့်ရတာတွေအစားဖြစ်တတ်တယ်ပြီးတော့ဒီကလာမှာအချိန်မှာငရွေတဲ့သူတွေဆိုရင်ရုပ်တရက်အိမ်တော်တွေပါတယ်ကြတတ်တယ်ဒါပေမဲ့ဒီကလာမှာကြတဲ့အိမ်တော်ကကောင်းကောင်းမေးလို့ရှိရင်တော့နဖတ်မိသားစုစုံစုံညီညီမင်္ဂလာဖိတ်စာဝေပြီးကြတဲ့အိမ်တော်မျိုးမဟုတ်ပဲနဲ့ခိုးရလိုက်ပြီးွားတာနားလည်မှုနဲ့အတူတူနေလိုက်ရတာအဲ့လိုမျိုးနေလိုက်ရတဲ့အမ်အိမ်တော်ပေါ့လေအမင်္ဂလာထက်မပိုတဲ့မင်္ဂလာတစ်ခုပဲဖြစ်လိမ့်မယ် ဲ့လိုဖြစ်ခံရောအဲ့ဒီတော့မမြင်လားမမြင်မမြင်ဘူးကိုတော့တဲ့အဲ့အချစ်အဲ့တော့ဒီမှာမပတ်တဲ့တတ်တဲ့သူတွေမလွတ်မလပ်တဲ့သူတွေကိုသွားပြီးတော့မြစ်တာမြပြီးပတ်သက်မိတဲ့အတွက်ရှစ်တဝခါနောက်ဆဝခါတွေဖြစ်ပြီးအမှုကင်းတွေဖြစ်တာအဆက်တကွဲအကျိုးနဲ့ကြုံရတာတွေအားစာဖြစ်တဲ့တဲ့တနင်္လာသားသမီးတွေကအထူးသဖြင့်အမျိုးသမီးတွေကိုပို့ပြီးတော့မာကျင်တယ်ဗျာနော်မမေ့ပါနဲ့အထူးသဖြင့်ချစ်သူအဲ့တော့ဘက်ကစနေသားသမီးတို့ဟာဘုရားခုသားသမီးတို့ဆိုရင်ပို့ဆိုးတယ်ဗျဒုက္ခလေးနေနဲ့ပို့ပေးတတ်တယ်နော်သတိထားဖို့ ။တခုလုံးမဲ့ကြိုင်မယ်ဆိုရင်ကြာတာပြိတာသမီးတွေနဲ့ပူတွဲတိုင်မြေမှာသူတို့စီကအကြံဉာဏ်အကူအညီတွေယူပါဗျာနော်။ဇွန်လ73ရက်15ရက်16ရက်17ရက်အဲ့ဒီရက်ဒီမှာတော့ကြုံတွေ့နေရတဲ့ပြဿနာတွေကိုအောင်မြင်စွာဖြေရှင်းနိုင်စွာရှိတာတွေ့ရတယ်။ငွေကြေးကိစ္စ၊စီးပွားကိစ္စမှာစောင့်ကြတာသမားထုံထုံပေါက်ပေါက်လေးဖြစ်နေမယ်။အရှိရက်ကိုခွီးသွားတတ်တဲ့ဂိမ်းတွေရှိတယ်။သွားရင်လည်းကောင်းတယ်ဗျာနော်။အဲပြီးလို့ရှိရင်ငွေဝင်တတ်တဲ့ဂိမ်းလေးတွေအဲ့ကလာမှာထူးထူးခြားခြားလေးငွေဝင်လိမ့်မယ်။တံမိုးကြီးတဲ့အရာလေးတွေပါကိုယ်စီဝင်လာတတ်တဲ့ဂိမ်းလေးတွေရှိတယ်။အဲ ကိုယ့်ရဲ့လုပ်ငန်းဆောင်တာတွေပေါ့လေအဲ့ဒီမှာကုညီဆောက်ချောက်မှားသားမဲ့သူတွေမိကောင်းဆွေကောင်းတွေကိုယ့်ရဲ့အကြံပေးမဲ့သူတွေအဲ့ခါမှာပေါ်တယ်လို့ခေါ်တယ်ပညာရေးနဲ့ပတ်သက်လို့ရှင်တော့အဲ့ခါမှာတော်တော်လေးအားကောင်းတယ်နောက်တစ်ခါဟိုဗီဇာလျှောက်တဲ့ကိစ္စတွေအဆင်ပြေလိမ့်မယ်နော်အဲဇွန်လ12ရက်14ရက်16ရက်အဲ့ရက်မှာတော့အညံ့လေးတွေရှိတယ်ရန်အတိုက်ခိုက်ပြဿနာလေးတွေဂျားလေးကနေဖြစ်သန်းတဲ့နေ့ရက်လေးတွေဖြစ်လာလိမ့်မယ်မိသားစုတွေမှာစိတ်ပင်ပန်းလူပင်ပန်းဖြစ်စရာလေးတွေရှိတယ်ကိုမအလုံးမှာလည်းအဆင်မပြေလို့အနောက်လက်ကြီးအနောက်မှာလည်းအဆင်မပြေမှုလေးတွေအားစားပါလေစိတ်တော့ကရောက်စရာလေးတွေဖြစ်တတ်တယ်အိုးအိမ်နဲ့ထိုင်ခင်းနဲ့ပတ်သက်ပြီးတော့ကမောက်ကမှဖြစ်တတ်တယ် ဟိုမပြောင်းမဖြစ်ပြောင်းမဲ့အနေအထားမရှိကျင်တော့လည်းပဲမရှိမဖြစ်ရှိရမယ့်အနေအထားဒါမျိုးလေးတွေအစတတဲလေးဖြစ်နေတတဲ့အနေအထားလေးတွေကြုံရတတဲ့အတွက်ဂယူစိုက်ပါဗျာနော်ကျမရင်းညံ့တဲ့အခါမှာဟိုအစားစားတွေပါလေစားတဲ့အခါမှာပေါ့လေအဖြစ်နိုင်လို့ရှိရင်ဒီကလာမှာအင်္ဂါနံလို့ခေါ်တာပေါ့လေစိတ်သားတို့ဇီးသီးတို့ဆက်လက်ရွက်တို့အဲ့ဒါမျိုးလေးတွေလုံးဝမစားပါနဲ့ဗျာနော်အဲ့တော့ကန်ရရဲ့ထောက်ပံ့မှုလေးတွေအပြေအဝါရအောင်အပြာရအောင်အရင်မိကိုရအောင်နှက်ပြရအောင်အဝါရအောင်အဲ့ဒီအကြောင်းတွေကိုအဲမိမိတို့တဲ့အရေးပါတဲ့လုပ်ငန်းဆောင်တာတွေလုပ်ဆောင်တဲ့အခါမှာ တုံဆွဲဝတ်ဆင်ပေးပါဒါအပြင်ရွက်လာပန်းတစ္ဆပန်းမေမြုပ်ပန်းဗရိမနိုင်ပန်းအဲ့ပန်းတွေကိုအဲမိမိတို့ယုံကြည်ကိုးကွယ်တဲ့ဖခင်မှာဖခင်ပန်းကတ်တာပဲဖြစ်ဖြစ်အဲနေရင်အဲ့ကနေမှအလှပောင်းထိုးတဲ့နေရာမှာပဲဖြစ်ဖြစ်ပြုလုပ်တုံဆွဲပေးပါအဲ့တော့တနင်္လာသားသမီးကျွန်တော်မိတ်ဆွေတွေအဲဒီတစ်ပတ်ကာလမှာကြုံရတဲ့အညံ့တွေတွေကင်ပြီးကောင်းတဲ့ကံလေးတွေပိုကောင်းဖို့အတွက်ရရရလေးခြေရမယ်ဗျာနော်အဲ့တော့ရရရနေနဲ့ဘယ်လိုခြေရမလဲဆိုတော့ဘန္နာဘေးတပင်အောက်ကိုဝင်မယ်ပေါမောက်၅ချက်ကိုစားပြီးတော့အလိုရှိရာဆန္ဒလေးပြုဆုတောင်းပေးပါနော် အဲ့ဒါဆိုမိမိတို့အလိုရှိတာဆန္ဒလေးတွေပြေဝလာလိုက်မယ်တခုပြောမယ်အဲပေါမုတ်လေးစားတဲ့အခါမှာဘယ်ရက်ကိုမျက်နှာမူရမလဲဆိုတော့အနောက်ရက်ကိုမျက်နှာမူပြီးတော့ပေါမုတ်လေးစားပြီနော်ပေါမုတ်၅ချက်လေးစားပြီးအလိုရှိတာဆန္ဒလေးပြုပေါ့ဥပမာအင်တာဗျူးသွားဖြစ်မဲ့သူတွေဆိုလဲအင်တာဗျူးအောင်အောင်ပေးသေးပေါ့နော်အလုပ်မရှိတဲ့သူတွေအလုပ်ရှောင်နေအလုပ်ရပါသေးစသည်အပြင်အလိုရှိတာလေးစုတောင်းမှာတခြားပေါင်းအဆင်ပြေလာလိမ့်မယ်ကြုံရတဲ့အညာအခိုက်လေးတွေပြေပြောက်ချင်တယ်ပေါ့လေငွေကြေးနဲ့ပတ်သက်ပြီးဖြစ်စေကျန်းမာရေးနဲ့ပတ်သက်ပြီးဖြစ်စေအခြေအနေနဲ့ပတ်သက်ပြီးဖြစ်စေဒါအဆုံးဘာလို့ကမလဲတဲ့ညက်လေးဆောင်လေးတစ်ခုမှာငားလေးနှစ်ကောင်ကို ဘေးမဲ့လွတ်ပေးလိုက်ပါလွတ်တဲ့အခါစီစင်းတဲ့ချောင်းတို့မြို့တို့လိုရေရှင်မှာလွတ်ပြအောင်လွတ်ပေးလိုက်ပါဗျာနော်ဒါဆိုရင်တော့အညံ့လေးတွေกินပြီးကောင်းတဲ့ကံလေးတွေကဧကံမုတ်ချပိုကောင်းတော့ပါလိမ့်မယ်တနင်္လာအသားသမီးအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းများဖြင့်ပြည့်စုံကြပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်းပါ